ငငယ်တော့ကတော့ဆရာရှိူတော်ရဲ့ဆောင်းတော်မောင်ဆန်ရှားဝတ္ထုတွေဂျမထာကိုကိုဝတ္ထုတွေကိုတော်တော်ဆဲဆဲလန်းလန်းနဲ့နှစ်သက်ခဲ့မှုတွေငင်းမှုပြန်တဲ့အနေနဲ့ဆရာရှိူတော်ရဲ့ဂျမထာကိုကိုကြီးဝတ္ထုတွေကိုပြန်ပြီးတော့ဖတ်ကြည့်အောင်အခန်းတည်းမူကောင်းသောခရီးသည်ကြီးချမ်းအီသောနရောလာအတွင်တဏီသောနန္ဒခင်အချိန်တွင် စကိုင်းမြကြီးနာမြရာသည်နဘာဟုရာယုံမှမြကြီးနာဘတ်သို့စံတက်ခုန်နေရရှိသည် မိရထားခရီးသည်များသည် ကောလင်းဝန်တူစားသောဘူရာယုံများကိုကျော်လွန်လာသည်မှစ၍မြမအစ်စ်မဟုတ်သည့်လက္ခဏာနှင့်၎င်းတို့ပြောစကားများမှာတဘူရာထက်တဘူရာဝေတထက်ဝေ၍လာခဲ့ရာနဘာဘူရာကိုကျော်လွန်မိသောအခါတွင်မူကမြမစကားထက်ရှမ်းစကားပြောသူခရီးသည်များကပျောက်ကြားပျောက်ကြားပေါ်ထွက်လာ၍မော်လူမော်ဟန်စားသောဘူရာယုံများသို့ရောက်သောအခါတွင် လွယ်အိတ်ခမောက်ပေါင်းမီပွား ဂွန်ထိုးအင်ကြီးစသည့်အဝတ်အစားနှင့်အသုံးဆောင်များသည့်မိသားစုတိုင်းတွင်လွှမ်းမိုးစားပြုလာတော်၏အချို့ဘူတာများ၌ခရီးသည်များသည့်မိသားစိုက်သည့်နှင့်တပြိုင်နက်သားနှင့်အဖအမောင်နှင့်နှမလက်တွဲကထိုမှအိမ်မှဟစ်ခေါ်ပြေးလာလျက်မိသားထွက်သွားမည်ဆိုသည့်ဖြင့်တကားကိုဖွင့်ရန်သတိမရနိုင်ပေပြင်းပေါင်များမှတိုးရှိုးကြော်လွားကဝင်လာကြသည်များတွေ့မြင်ရသည်မှာပြုံးရည်ကြည်ရှင်ဝဲကောင်းလာပေသည် ထိုသူသောခရီးသည်မျိုးသည်မြေသားပေါ်သို့ရောက်သောအခါ၌လဲထားလိုက်ထိုင်လိုက်ကုန်းလိုက်ကွာလိုက်အပြင်သို့ကြည့်လိုက်တံပေါ်တက်ထိုင်လိုက်နှင့်ကနားမငြိမ်အောင်ဖြစ်နေကြပုံများကိုထောက်သဖြင့်မြေသားဖြင့်ခရီးသွားမှုခြင်းမှာထိုအကျဉ်းသည်ပထမအကျဉ်းဖြစ်ဟန်တူပေ၏ရောလာမှာစောင်းရာသည်ဖြစ်သည့်ပြင်၎င်းရဲ့ဒေတာမှအီဂျန်သောဒေတာဖြစ်၍ပြတင်းပေါ်များမှလေးတဖြူဖြူတိုက်ဝင်လျက်ရှိရာကခရီးရှိစီးနှင်းလိုက်ပါလာသောခရီးသည်များသည် ရှမ်းခရီးသည်တင်များဤစူညံသောအတန်ကြောင့်စိတ်ရှုပ်သောလက္ခဏာနှင့်ကွေးလျက်အိတ်နေသောဆောင်းချုံများထဲမှဥကောင်းထောင်၍ကြည်ကြ၏အချို့မှာခရီးဝေးသည့်လက္ခဏာနှင့်တစ်ဖက်သို့ဆောင်းကဆက်လက်၍အိတ်ကြပြန်ရာတချို့မှာလည်းမြည်တွန်းတောက်တီးလျက်အိတ်ပြော်ကိုအရေကိုလက်လျှော့ပြီးမျက်စောင်းထိုးကမင်းငော့ကဖြင့်အိမ်ယာမှထားထိုင်လိုက်ကြလေ၏ရှမ်းခရီးသည်များကမူမြည်သူ၏ညင်ညူခြင်းကိုမျှဂယုစဟန်လက္ခဏာမရှိပဲဘူရာ၌ကြံ့ရစ်ခဲ့သော မိမိတို့၏မိတ်ဆွေများအားလှမ်းခေါ်ဟေဩကနှုတ်ဆက်လျက်ရှိကြလေ၏။၎င်းဘုရားတို့တိုင်အောင်မိအိမ်များ၏အလင်းအောင်ဖြင့်ခုံနေလာခဲ့သောမိရထားမှာ၎င်းဘုရားတွင်မိအိမ်များတည်ယူပြီးနောက်စီးနင်းများအတွက်ကြောင့်အုံမိုင်းမိုင်းဝေဆိုင်ဆိုင်ရှိနေသည့်အလင်းအောင်တွင်စံတဝါဝါတွားရည်တွားရသည်ဟန်နှင့်မုံမေခုံနေလျက်ရှိ၏။တကူသောတတိယတွင်တွင်၌ခရီးသည်တေသူတို့သည်မောလူဘုရားတို့ခရီးဆိုင်သည်နှင့်တပြိုင်တည်း ကောင်းခြင်းပေါင်း၅ကျော်အစရှိသည့်လူချမ်းများကြိုက်တဲ့သောအစာအာဟာရများကိုဝယ်ယူစားတော့ကြပြီးနောက်မိမိတို့၏သေးငယ်ပေချမ်းသောအိယာလက်ကလေးများကိုလက်သိမ်းချီနှောင်စာပြုကြလျာ၎င်းတို့၏ညံဖျင်းသောအဝတ်အစားများကိုကြည်ချင်းအပြင်မိုးကောင်းမြို့တွင်အလုံးလုံးသည့်ကြောက်တွင်းသူသမားများဖြစ်ကြောင်းသိရှိနိုင်ပေ၏တကူသောတောင်း၌ကပလိသားနှစ်ယောက်တို့သည်ဘူရယုံမှပလင်းဖြင့်ထည့်၍ဝယ်ခဲ့သောကာကာလက်ဖက်ရည်နှင့်နံပြားမုံများကိုမြင်းရက်စွာ စားတောက်လျက်ရှိကြ၏။ကြောက်တွင်းတူသမားများက၎င်းတို့နှစ်ယောက်အားရံဖန်ရံခါစောင်းငယ်ကြည့်ရှုပုံနှင့်အချင်းချင်းတီတူစကားပြောကြပုံများကိုထောက်သောကြောက်တွင်းတူသမားများသည် ပလိများပေါ်၌မွေးတရဝါလိုသဘောထားသည့်အလားကဲ့ရဲ့ရောရှာခြင်းနှင့်ကြောက်ရွံ့ခြင်းတို့ရောရှာစပတ်လျက်ရှိနေရန်တူ၏။အခြားသောဒေါန်းတထောင်၌ကမြည်သူနှင်းများရောဝင်လိုသည့်လက္ခဏာမရှိပေ။တကူရဲခွဲကြလျက်လိုက်ပါလာသောခရီးသည်တယောက်ရှိပေ၏။ အဆိုပါခရီးသည်မှာအသက်အရွယ်30ခန့်ရှိ၍ခက်လက်တွက်လက်သောအမူအရာနှင့်၎င်းကြည်လင်သိသိသောကိုလုံးကိုပေါတော်နှင့်၎င်းမွန်ရီတန့်စင်သောရုပ်လက္ခဏာနှင့်၎င်းပြည်စုံပေ၏ငကောအပြင်ခက်လက်လက်ရှိသော၎င်း၏အသားအရည်မှာအရည်လေးမျက်နှာသွားပံများသဖြင့်နေစားသည့်အတွက်ကြောင့်ခြေရောင်းတပွဲညူမိုင်းမိုင်းရှိနေလေ၏၎င်း၏မျက်လုံးများမှာအလွန်တရာကြည်လင်တောက်ပစူးရှထက်မြက်လာ၍ မင်းနဲ့သောမျက်လုံးများ၏အောက်တွင်ရောင်တစ်ပြက်ပြက်ထွက်လျက်ရှိရာနှစ်သိမ့်သောအခါတွင်ချစ်ခင်ပွဲကောင်းသလောက်မန်တင်းသောအခါတွင်ကြောက်မပွဲကောင်းလာပေ၏တို့ရာတွင်ကျွဲကိုခိုင်းနှင့်ဝိုင်းဆက်သောမျက်မှန်ကြီးသည်မျက်လုံးကစူးရှာသောအယောင်ကိုကွယ်ဝက်ဖုံးအောင်ထားတဲ့ရာကရံပန်ရံခါထိုးသူ၏ခတ်ထန်တင်းမာသောစိတ်တော်ကိုမြင်ရသူတို့မရေမိနိုင်အောင်ဖုံးကွယ်၍ထားတတ်ပေ၏ထိုးသူ၏ကြန့်ခိုင်သောမေယိုကြီးများသည်၎င်း ပါလွာတင်းမှာသောနှုတ်ခမ်းများသည့်၎င်းအလွယ်တကူနှင့်ဖျားယောင်းသွေးဆောင်၍မရနိုင်သော စိတ်တဘောကိုပြောညာတကဲ့သို့ထင်ရှားစေသည့်ပြင်သူ၏အလိုနှင့်စမ်းကျင်ဘက်ဖြူးကျင်းဝင်သော သူတို့မှလည်းမွေးဟောက်ကိုကြည်စားသောသူကဲ့သို့ဘေးရန်နှင့်တွေ့ဖို့ပြင်ဆင်ထားရမည်ဖြစ်၏ခရီးစဉ်သည်တာမိုဘူးနှင့်ထည့်၍ဆောင်ခဲ့သောကော်ဖီနှင့်ဘစ်ကွတ်မုန်းနှစ်ခုကိုစားတော့ပြီးနောက်ပြတင်းပေါက်ကိုဖွင့်၍အပြင်သို့မျှော်ကြည့်လေ၏ ယမန်ကြီးကမူအားပြတင်းပေါက်မှမျောကြည့်တိုင်းအသည်အနံတို့ဖြင့်ဝင်းဝင်းထိန်လျက်ရှိသော လေပြင်းများကိုမျက်စိတဆုံတွေ့မြင်ရလျာယခုနေရာ၌မူမြင်မသောတောင်ကြီးများသည်ယထာလန်းနှင့်ကက်ကြီးတကားခွာကြီးတလက်နီးလိုက်ဝေးလိုက်ဖြစ်နေကြသည်ကိုတွေ့မြင်ရလေ၏။ဆန်းကြောင်များမှလည်းဂိုက်တရားခန့်ကျော်လွန်သည့်အခါတိုင်းမြေထာလန်းအောင်မှငုံရှိုးစီစဉ်ကြလျာချောင်းကူတရာများကိုကူးကြော်သည့်အခါတိုင်း ဝေါကနေဝေါကနေအတန်များသည်ခရီးစဉ်များအားအချင်းအောင်တိတ်ပြီးတကယ်တို့ညင်းငွေပွဲကောင်းလာပေ၏ထူကြသောထိုကြီးသည်သည်ယရင်ပေါင်းမှဝင်လာသောစူးရှအေးများသောလေကိုမခံလို့သည်နှင့်ယရင်တကားကိုချထားလိုက်ပြီးလျင်အင်ကြီးအိတ်တို့လက်နာ၍စေတံအမှန်နှင့်ဆွဲထုတ်လိုက်ရတွင်ဒံယောင်တလက်လက်ထွက်နေသောခြောက်လုံးပြူအငဲသားကလေးထွက်ပေါ်လာလေ၏ခရီးသည်သည်တနက်ကိုကြပြားကြပြန့်ထဲ၍အချားအိမ်မှစေတံတစ်ချောင်းကိုထုတ်ယူကား စီးထည့်ပြီးနောက်တောက်ပွားလျက်ရှိနေစဉ်၎င်းနှင့်မျက်နှချင်းဆိုင်ထိုင်လျက်ရှိသောကြောက်လူသမားခက်ရွရွတယောက်သည်တနတ်ကိုမြင်လိုက်သည်နှင့်စကားဆက်၍မေးလေ၏ကြောက်တွင်သမားဘယ်နဲ့လဲမိတ်ဆွေတနတ်ဒီဘာတွေနဲ့ပါလားခရီးသည်မမြင်စီလူသည်ကိုမြင်သွားသဖြင့်ခက်ရှန့်ရှန့်အမူအရာနှင့်ကြောက်လာခဲ့တဲ့နေရာကစိုးရဲပြဒဲမရှိရင်မဖြစ်ဘူးဘယ်စီကလဲမိတ်ဆွေတွင်းငယ်လေးလီလာထွက်တဲ့တွင်းငယ်ဆိုတာကြားဘူးတယ်မဟုတ်လား ကြားဘူးပြီလားဗျာအနေနဲ့ကလူဆိုးတွေစုနေတဲ့အရက်ပေါ့ဒါထက်ဒီဘက်စီအရင်ကရောက်ဖို့သလားမရောက်ဘူးခမရဘယ်မှာဆင်းမလဲမိုးကောင်းမှာဆင်းမယ်ကြာကြာနေဖို့လားဟုတ်ကဲ့အစင်သိရင်နေဖို့ပဲဘာကြောင့်လဲတွင်းငယ်မှာ၆လုံးပြူရှိမှပြီးရင်မိုးကောင်းမှာ၁၂လုံးပြူလိုလိမ့်မယ်ခမရရောက်တော့သိပါလိမ့်မယ်ဗျာဒါထက်ခမရကအစိုးရဘက်ကလား၆လုံးပြူကြောင့်မေးတာလားစစ်စစ်ရဲ့အတွက် ငွေချေးနိုင်ရင်ဘသူမှစိုးတနက်ကင်နေရတဲ့ခေဖဲဗျကျုပ်ကအစိုးရဘက်ကမဟုတ်ပါဘူးတိုလီမိုလီတွေ့ကြရလောက်လို့တဲ့လူဆိုပါတော့ဗျာအခုဘာကိစ္စနဲ့လာခဲ့သလဲလဲရင်ပိုင်ရင်ဆိုပါတော့ဗျာဒီဘက်ပိုင်းစီမှာလောက်ကင်ပေါ်တဲ့ကြားလို့စမ်းကြည့်မလားလို့ပါပဲဒီအရေးအကြောင်းခမားတို့စီကဘာမှမကြားခဲ့ဘူးလားထူးထူးခြားခြားမကြားပါကလားဗျာဘာကြောင့်လဲဟိုရောက်တော့ကြားပါလိမ့်ဗျာမိတ်ဆွေများရှိသလားခုတော့မရှိသေးဘူးပေါ့ သို့တော့မိဖွဲဘူးအဆက်ကျုံမှာပါပါတယ်ဘလို့အဆက်လဲကျုပ်ကဆက်ဆက်ကျဲခိုင်းသားတယောက်ကလားဗျကျို့တို့ခိုင်းသားတွေရှိရာရက်မှာမိဆွေဖွဲဘူးဘာခက်တယ်လဲထူစကားကိုကြားသိနေတဲ့ပြိုင်နဲ့ကြောက်တွင်းသမားသည်အနည်းရှိခီးသည်များဘတ်သို့ဖြတ်ကနေလှမ်းကြည့်လိုက်၏အခြားခီးသည်များမှာ၎င်းချင်းချင်းစကားလက်ဆောင်ဝင်နေကြသည့်လက္ခဏာနှင့်စူညံစွာ ပြောဆိုလျက်ရှိကြရာပလေသားနှစ်ယောက်မှလည်း1 byte တောင်းသည်နှင့် အချင်းဒီလက္ခဏာနဲ့ငိုင်းမိကလိုက်ပါလာကြသည်ကိုတွေ့မြင်ရလေ၏ထိုအခါကြောက်လွင်းသမားသည်ခရီးသည်အနီးသို့တိုးကပ်လာ၍အခြားသူများဘက်သို့ကြောက်ခိုင်းလျက်လက်နက်ဖက်ကိုစတ်ထုတ်ပြီးလျင်မှန်းဆန်းမှန်းဆန်းဟုပြောလေ၏ထိုအခါခြောက်လုံးပြုတ်နှင့်ခရီးသည်သည်မိမိလက်နက်ဖက်ကိုထိုနည်းတူစတ်ထုတ်ပြီးနောက်တရားဤလဝဲလန်သည်တရားဤလရာလက်နှင့်ထိတွေ့ဆုပ်ကန်လျက်သုံးချိန်သုံးခါတိုင်အောင်စွဲရန်လှုပ်ခါကြလေ၏ ၎င်းနောက်ကြောက်တွင်သမားသည်မိမိလက်ရလက်ကိုလဝဲမျက်ကုံသို့ပြောင်း၍လက်နှချုံးဖြင့်ဖိထားလျာခရီးသည်ကလည်းမိမိလဝဲလက်ကိုလက်ရမျက်ကုံသို့မြှောက်၍လက်နှချုံးနှင့်ဖိနှိပ်ထားလေသည်ဆက်ဆက်ခြင်းနှင့်အာသာနိဟိမြန်တိုင်းဌာနီရှားမှရှားဟိတော်ပြီစိတ်ချရပြီကာလာကလူညာရီပေါ်လေတော့ပြောတိုင်းရုံလို့မဖြစ်ဘူးစုံစမ်းရသေးတယ်မိတ်ဆွေရဲ့ကျုံနာမီမောင်းဒီဟာတဲ့ဂိုင်းနံပါတ်34မှတ်တာနော်ကျုံနာမီမောင်းတောက်ထွန်းပါတဲ့ ဂိုင်းနံပါတ်29ဂိုင်းအုံမောင်ကြောက်တဲ့ဂိုင်းသားတယောက်နဲ့စိုးစိုးစီးစီးတွေ့ရတာကံကောင်းလိုက်လေဗျာကျုပ်တို့မှာဂိုင်းသားတွေတူတူပေါ်သားကပဲမြမတပြည့်လုံးမှာကျုပ်တို့မျိုးလောက်ဒီဂိုင်းထုံးတဲ့နေရာခက်ရှားရှားနေလိမ့်မယ်လူပုံကဖြစ်ပြလက်လက်နဲ့ဟိုစီမှာအလုံးမရနိုင်တဲ့အံ့ဩပါရဲ့ဗျာအလုပ်တော်ပေါ်သားပေါ့ဗျာဒါဖြင့်ဘာကြောင့်ထွက်လာခဲ့သလဲငိုင်းမီနေတော့ပလေသားနှစ်ယောက်ကိုမင်းငေါ်လျက်ဘာကြောင့်ကျုပ်ထွက်လာခဲ့တယ်ဆိုတာ ဟိုးကငနေတွေတော့တိတ်တိတ်ချင်မှာပဲရာဇဝမှုနဲ့ပတ်သက်လို့လားဒါပေါ့နှစ်ကြီးမှုလားနှစ်မှုကလေးလားစုံလို့ပဲဗျဇီဝင်ချွေဘူးသလားတယောက်နဲ့တယောက်တွေ့ခါရှိသေးဒီလောက်ရှောင်မိနေတာဘယ်နဲ့လူလဲဗျကိုတော်ထွန်းဒီရုတ်တရက်မီးတလက်လက်ထွက်တဲ့ကဲသူပြောင်းလက်စွာသောမျက်လုံးများဖြင့်ကိုတီးယားကိုလှမ်းရွေကြည့်လိုက်ရာစိတ်မရှိပါနဲ့မိတ်ဆွေကုညီစရာရှိကုညီလိုတဲ့သဘောမျိုးနဲ့မိမိရှင်ပါ ျုပ်တို့ခိုင်းသားတွေကရင်းနဲ့ကြက်ကြက်မတဲ့လေးလေးကြီးညိုတဲ့လူပေါလီလေးပါမိတ်ဆွေရဲ့ဒီအတွက်ဘာမှမပူပါနဲ့ဒါထက်မိုးကောင်းရောက်တော့ဘသူအိမ်မှာတဲမလဲထိုအခါကိုတောက်ထွန်းသည်အင်ကြီးအိမ်အတွင်မှစာတဲကိုထုတ်ယူ၍အတွင်မှစာရွက်ကိုကြည့်ပြီးနောက်ဥပေါ်တဲ့တဲ့စာရေးစာကြည့်လုပ်တဲ့လူတွေဓမင်းလာကပေးစာကြတဲ့အိမ်ဆိုပဲကျုံမိတ်ဆွေတယောက်ကညှုံလိုက်တာပဲကျုံနဲ့တော့တကားမှမတွေ့ဘူးပါဘူးခမ ्या ခေါ်သိသလား တိတော့မသိဘူးဗျာကြားဘူးတလို့လို့တော့ရှိတာပဲတုပ်ကမိုးကောင်းမှနေတာမဟုတ်ဘူးမိုးညင်းဘူးတာမှဆင်းရမယ်ဒါနဲ့ခိုင်းစားချင်းချင်းမို့ခမ ्या ကိုကြုတ်တခုလမ်းညွန်လိုက်မယ်မိုးကောင်းရောက်လို့အရေးအကြောင်းရှိရင်ဆရာကြီးဥမိုးချိုစီဖြစ်အောင်သွားလိမ့်ပြုဒီနေ့မှသူ့ခိုင်းအုပ်ပဲမိုးကောင်းမျိုးမှာတော့အကြရာတောင်တိတဲ့လူတယောက်ပေါ့ကိုင်းကိုင်းကြုတ်ဘူးတာလည်းရောက်လာပြီတနည်းနဲ့တော့တွေ့ကြအောင်ပါပေါ့ကြုတ်ပြောတာမမင်းနဲ့နော်ဘာအရေးရှိရှိဥမိုးချိုစီသွားပြအောင်သွားနော်ကောင်းလာပါပြီမိတ်ဆွေကျေးဇူးတင်ပါတယ် ကိုတီဟာသည်မိုးညင်းဘူရာယုံတို့မိရထားဆက်ရောက်လာသည်နှင့်ကိုတောင်ထွန်းအားနှုတ်ဆက်၍အထုပ်ကလေးကိုထမ်းကရထားပေါ်မှဆင်းသွားလေ၏ရထားထွက်ပြေးသည့်နောက်ကိုတောင်ထွန်းသည် ပြတင်းပေါက်ကိုဖွင့်၍အပြင်သို့မျှော်ကြည့်ရင်ပါလာစဉ်ဟိစရာဘာငိုင်းနေတဲ့ရက်ရွာကိုလွမ်းလို့အတွင်းဆွေးဆွေးနေမှတ်တယ်ဘယ်ထိအောင်သွားမလို့လဲဟုနောင်နာမကပ်၍အမေတန်ကြားသည်နှင့်လှည့်ကြည့်လိုက်သောအခါပလီသားနှစ်ယောက်နဲ့တယောက်သည်ကိုတောင်ထွန်း၏နောက်ရှိ ခံကုန်ပေါ်တွင်ဒဏ်ရာရမှတ်တမ်းများလှန့်လို့ဖျက်ယူနေသည်ကို တွေ့မြင်ရလေ၏ထို့အခါကိုတော်ထုံးကကတ်တုံတုံမျက်နှာနှင့်မိုးကောင်းမှဆင်းမဲလို့ဘာကြောင့်မေးတာလဲမျက်နှာစိမ့်လို့အမြင်ဘူးလို့မေးတာပါမိတ်ဆွေလူတွေတိုင်းခမားမြင်မှုရမယ်လို့ကြည်အောက်မိအောင်ခမားကဘာမှမို့လဲမိုးကောင်းသားမှန်ရင်ကျုပ်တို့မမြင်ဘူးတဲ့လူခက်ရှားရှားပါဗျာဟုတ်ဘူးလားမွန်သက်တင်မှန်တာပေါ့မွန်တော်တာကျုပ်တို့လောက်က တရတမျက်နှာစိမ့်တယောက်ကိုမိုးကောင်းဆင်းနိုင်မြင်တတိပေးဖို့ဟိုတရားရှိလိုပါမိတ်ဆွေမိုးကောင်းမှာဆင်းမှာဖြင့်ကုရင်ကမောင်တရားတို့လူစုကိုတက်ကြတတိထားပြနော်ဒီအရက်ကတိပြင်ရဲနဲ့မတူဘူးလူပေါင်းသူအောင်တိတ်ပြီးတတိထားရတယ်မိတ်ဆွေရဲ့လူမြင်ကရှိသေးငဲတငဲချင်းကြလို့ဆုံးမဩဝါဒတွေပြလိုက်ရတာနဲ့တတိပြလိုက်ရတာနဲ့စိတ်မရှိပါနဲ့မိတ်ဆွေခုမှသိတဲ့လူချင်းမိတ်မဆွေသမ်းမှာနဲ့ ခမားတို့လူစုတွေနဲ့မိတ်ဖွဲ့ဖို့ကျုပ်အလိုမရှိပါဘူး။ခက်ရပလီဟာတို့လော်တွင်းနစ်ဆိုတာလိုဖြစ်နေပါပြီကော။ကျုပ်တို့ကမိုးကောင်းမျိုးအကြောင်းမသိရှာသေးတယ်လို့မို့လို့ဝတရားအတိုင်းသတိပေးမိတာပါဗျာ။ကျုပ်ကမိုးကောင်းမျိုးအကြောင်းမသိပေမဲ့ခမားတို့လူစုအကြောင်းတော့ကောင်းကောင်းသိတဲ့ဆရာတို့ခမားတို့လူစုဟာအရက်တိုင်းမှာဒီအမျိုးအစားကြီးပဲ။ဘယ်နေရာမှာကောင်းတယ်လို့မရှိဘူး။ဖာသာလဝါနေရှင်တဲ့လူလည်းမနေရဘူး။သတိပေးရတာနဲ့အကြံပေးရတာနဲ့ ိတ်ရှုပ်တဲ့လူစုတွေပဲခင်ဗျားတို့ဘယ်သူကရှုပ်တယ်ဆိုတာမကြခင် သိကြပါလိမ့်မယ်ထင်ပါရဲ့ဗျာခင်ဗျားပုံပန်းကြည့်ရတာလက်ရွေးစင်တွေကနဲ့တူပါရဲ့မုံမာလွဲရောမလွဲပါဘူးမွန်းတော်တာကျုပ်လည်းဒီလိုပဲအကက်ခမိပါတယ်ဤကန်တာပါပဲ၎င်းနောက်ပလိတ်သားနှစ်ယောက်တို့သည်တယောက်ကိုတယောက်ကြည့်ကပြုံးစီစီလုံးနေကြသည်ဘယ်နဲ့လူလဲခင်ဗျားတို့ကျုပ်ကိုသူငယ်နှစားအရွယ်ကလေးအောင်မိလို့ဆုံးမသွန်သင်နေရတာလားလာမရှုံဆန်းပါနဲ့ဗျာ ကိုယ့်ကိုဩဝါဒမတောင်းပဲနဲ့ဩဝါဒပေးခြင်းဟာအမတန်ရိုင်းနေဆိုတာဒီလူနားမလည်ဘူးမှန်တယ်။ဖယ်စက်များဟူနာသွားဟု ခက်ကြဲကြဲငေါငန်းပြောဆိုလိုက်တော့အခါအခြားခီးတွေများသည် အချင်းချင်းစကားပြောနေကြရမှဥကောင်းထောင်ကကိုတောင်းထုံကိုလှမ်း၍ကြည်နေကြလေ၏။ပလိသားနှစ်ယောက်တို့မှကောင်းစီလိုသောရည်ရရဲနှင့်အကြံဉာဏ်ပေးခြင်းကိုထိုများလောက်စိတ်တူရသည်တလို့ဟုအံ့ဩငေးမော့လျက်ကြည်နေကြလေ၏။ဘာလည်း၍စဉ်လဲ။ ဘာစကားလဲရည်တဲ့တဲ့နဲ့ခမားတို့လူစုကိုကျုပ်ကကြောက်လိုက်မယ်မှတ်သလားမိုးကောင်းရောက်ရင်ဥပေါ်တဲ့အိမ်မှာကျုပ်တဲမယ်တွေ့ကျင်ရင်ဘဲကားမစိုးလာခဲ့ကြကျုပ်ကခမားတို့လူစုကိုကြောက်လို့ပုံရှိုးွယ်ရှိုးလုံးနေမယ်မထင်ကြနဲ့နေလာလာညလာလာကျုပ်အမေးရှိတယ်နားလေကြလားကုတော်ထွန်းသည်အတန်ကျေစွာဖြင့်ငုံငန်းပြောဆိုလိုက်သောအခါအနည်းရှိခရီးသည်များသည်ပရိသတ်များအားထိုကဲ့သို့ရရင်စွာပြောဆိုသည့်အတွက်နှစ်သက်အားရသောမျက်နှာများနှင့်ကြည့်နေကြလျား ရိသားနှစ်ယောက်တို့မှမူသဘောအတိုင်းပေါ်ဆရာဟုဆိုလိုသောမျက်နှာထားများနဲ့ဥကောင်းညိုက်ကြပြီးနောက်အချင်းချင်းစကားပြောနေကြလေ၏အတန်ငယ်ကြာလတ်သောမိရထားသည်မိုးကောင်းဘူတာသို့ဆက်ရောက်လာသည်ဖြင့်ခရီးသည်များသည့်အထုပ်ဘူးများကိုစီကုံကပြင်ဆင်ကြပြီးနောက်တစ်ခေါက်ပါတန်းလန်းအိယာလေးတန်းလန်းနှင့်ယထားပေါ်မှဆင်းသက်ကြလေ၏ကိုတော်ထုံးမှလက်ဆွဲတရေအိတ်တလုံးကိုလက်တစ်ဖက်တွင်ဆွဲလျက်အခြားလက်တစ်ဖက်ဖြင့်အိယာလေးကိုပွေ၍ ရထားပေါ်မှာဆင်တော်မြေပြူတွင်ကြောက်တန်းတူသမားခရီးသည်တယောက်ကကိုတောက်ထွန်း၏လက်မောင်းကိုကင်ဆယ်လျက်အားရလိုက်တာခမဒီလူတွေကိုခမပြောဝုံကြရတာကျွန်တော်တို့ကတိတ်အားရတာပဲကျွန်တော်တို့အထက်ကဒီလူဘယ်သူမှမပြောဝုံဘူးဝမ်းသာလိုက်တာခမအပေးပါခမအဲ့ရလေးကိုကျွန်တော်ထမ်းခဲ့ပါမယ်ဥပေါ်တဲ့အိမ်ကိုကျွန်တော်သိပါတယ်ကျွန်တော်လည်းအဲ့ဒီတန်းကသွားမှာပါပဲသွားပါသွားပါရှိကသွားပါကျွန်တော်နောက်ကလိုက်ပါမယ်ပြောရည်ကိုတောက်ထွန်းအဲ့ရလေးကိုလမ်းယူ ခံဖို့လေ၏။ဦးရိုင်းယုံမှထွက်ကြမည်ပြုသောအခါအခြားခီးသည်များသည် မိတ်ဆွေဖွဲ့လိုအပ်မျက်နှာထားနှင့်ကိုတောက်ထွန်းအားနှစ်သက်အားရစွာကြည်နေကြလေရာခီးသည်ကိုတောက်ထွန်းမှာမိုးကောင်းမြူသူမဝင်ရသည်မိမှာပင် မုံမကန်တတ်သည့်ထိတ်ထိတ်ကျဲအာသာနီတယောက်အနေဖြင့်နာမည်ရစပြုခဲ့လေပြီ။ကိုတောက်ထွန်းသည်၎င်း၏မိတ်ဆွေတင်နေအတူဘူရာယုံမှထွက်လာကြသောအခါမီးရတာပေါ်မှာဆင်းသက်လာသောခီးသည်များသည်ဘူဒာမကျူဇွန်နေသောမိမိတို့မိတ်ဆွေများအား ကိုတော်ထွန်း၏ရှမ်းရှမ်းတောက်စိတ်သဘောအကြောင်းကိုလက်လီချ၍ပြောပြနေကြလေ၏ကိုတော်ထွန်းနှင့်ကြောင်းတွင်သမားသည် မြို့တွင်းမှဖြတ်သွား၍စင်ဝင်နှင့်တိုက်ခိုင်အင်ကြီးတဆောင်ရှိသူရောက်တော်အခါဟောရာအတင်းတိုက်ပဲခမဥမိုးကျိုးကဒီမှာလူကြီးပဲဥမိုးကျိုးဆိုတာဘလို့လူစားမျိုးလဲဘယ်နဲ့ခမမကြဘူးလားကြံကြံစီစီပြားခုမှရောက်တဲ့လူကဘယ်မှာကြားဘူးနိုင်ပါမလဲခမသူ့နာမည်ကနိုင်ငံကျောနေတဲ့နာမည်ပဲခမ တရင်စာရီထဲမှာသူ့အကြောင်းခဏခဏပါနေတာပေါ့ဘယ်အတွက်ပါရတာလဲတီတူးအတန်နဲ့ဟိုအမှုဒီအမှုအကြောင်းနဲ့ပေါ့ခင်ဗျာဘာမှုများလဲဗျာဒီနေ့မှာဘာမှုမှမရှိဘူးခင်ဗျအာဇာနည်အသိမှုတစ်ခုပဲရှိတယ်ဖြစ်လေသမျှသူတို့လူစုကြီးပဲသူတို့လူစုကလူတွေဘာတွေတတ်ဖို့ဦးမလေးဘူးဆိုတာဟုတ်ရဲ့လားတရင်စာရီထဲမှာတော့တစ်ခါနှစ်ခါဖတ်လိုက်ရဘူးလေထိတ်လန့်အောင်အောင်တော်မြန်နှာထားနဲ့လမ်းပေါ်တွင်ရက်တံကငေးကြည့်လျက် တူတူဆရာရဲ့တူတူလမ်းမကြီးလေကောင်းမဒီလိုအော်ကျော်အကျဉ်စကားပြောရင်ဒီအရက်မှာခမားအသက်ရှင်ရှင်နေရမှာပုံမပေါ်ဘူးဒီလောက်မဆိုးပဲနဲ့တောင်းအသက်ငွေ့ငွေ့ကြံအောင်ရိုက်ခံရတဲ့လူဘယ်နှယောက်ရှိနေပြီးမှတ်တယ်လဲဟာဒီလောက်တောင်းပေးလားဗျာကျုပ်တော့စာတွေ့ပဲရှိတယ်ဗျာကိုတွေ့တော့မကြုံဘူးသေးဘူးခမားကြားဘူးတလောက်ထက်တော့ရောမယ်မထင်ဘူးပူစာပူလိုက်မယ်ထို့သူပြောစဉ်ကြောက်တူသမားသည်နေပြောနှောက်ကြည့်ဟုသောစကားအရလူချမ်းမြီဆိုသည့်လက္ခဏာနဲ့ ောက်သူမကြာခဏလှည့်ကြည့်လေ၏၎င်းနောက်ထိုသူကဆက်လက်၍ဒီရက်မှာဖြစ်တဲ့လူသတ်မှုတွေအကြောင်းပြောမိလို့ရှိရင်ဥမိုးချိုးနာမီတို့ဘယ်တော့မှထိပ်ပြီးမပြောလို့နေပြနော်ခမ ्या ကတူးတူးကလေးပြောလို့များ तू မကြားပေဘူးမထင်နိုင်နဲ့ဘသူပြောပြော तू နားပေါက်သွားပြီသာမှတ်ပြီးတော့ तू ကြားသွားပြီဆိုမှပြန်လဲဘသူမှချမ်းသာပြီတယ်လို့မဟုတ်ဘူးခမ ्या ကိုင်ကိုင်ဟိုးရှိကဝရန်တာလေးနဲ့အိမ်ဟာဥပေါ်တဲ့အိမ်ပဲခမ ्या လူကြီးကတော့လူရိုးလူကောင်းကြီးပါပဲ ကျေးဇူးပါပဲမိတ်ဆွေနောက်တော့တွေ့သေးတာပေါ့ကိုတောင်ထွန်းသည်ထိုသူ၏ပခုံးပေါ်မှအိယာလေးကိုလှမ်းယူ၍ပေရည်တက်တာတစ်ဖက်အိယာလေးတစ်ဖက်ပူချီလျက်ဝင်းကလေးတဲသူဝင်သွားပြီလျင်ဥပေါ်တဲ့အိမ်တကားမှလှမ်းခေါ်လေသည်အိုးခမရအင်းရှင်တို့ရှိကြပါသလားခမရအတန်းငယ်ကြာတတ်သောမိန်းကလေးတစ်ယောက်သည်ဝရန်တာမှထွက်ပြူလာ၍ကိုတောင်ထွန်းအားအံ့ဩသောမျက်နှာထားနှင့်ကြည့်လိုက်ရာကိုတောင်ထွန်းကလည်းဤသူသောမိန်းကလေးတစ်ယောက်ကိုဤအရာမျိုး၌တွေ့ရနိုင်မည်မထင်သဖြင့် အပြန်လန်အံ့ဩစွာနဲ့ကြည်နေမိလေ၏အကြောင်းကိုဆိုသောမိန်းကလေးမှာမော်လမြိုင်သူတယောက်ကဲ့သို့တန်ရှင်းမွန်ရည်သောရုပ်လက္ခဏာရှိသည့်အပြင် ပြင်းစင်ဝစားပုံမှာကောလေကျောင်းသူခက်ဆန်ဆန်ရှိ၍အစင်းအင်္ဂါမှလည်းလွန်တရားချုံမော်လာပချစ်ခင်ပွဲကောင်းလာတော့ကြောင်းပေသည်မမျော်လင့်သောယောက်ျားတယောက်ကိုတွေ့မြင်ခြင်းအဖြစ်အံ့ဩသောခြင်းရသည်ကြည်လင်တောက်ပါသောမျက်လုံးများကိုတာရွေ့ကြည်လင်တောက်ပါစေလျက်လူပြိုးအရွယ်နှင့်မျက်နှာချင်းဆိုင်မိခြင်းအဖြစ် ရွံ့ရက်သောအချိန်အားသည်နေမြန်းသောပားပြင်ကိုတာ၍နေမြန်းအောင်ပြေးပြန်တကယ်သို့ရှိနေလေ၏မိန်းကလေးသည်ဝရန်တာအတွင်ပဲရှိအပြာပုတ်ရောင်ရှိသောခန်းစီကိုလက်ဖြင့်ဖယ်ရှားလျက်ရန်နေစဉ်မိုင်းညိုညှပ်ပုတ်သောအဝတ်ရောင်သည် မိမ့်မပြို့၏ဖြူစင်ညံ့ညောသောအသားရည်ကိုတာ၍ဖြူစင်ညံ့ညောစေရာကခရီးသည်ကိုတောက်တော်မှာအလွန်ခေါလာသောအထက်မြင့်ညာအရတ်တွင်ဤမိမ့်မပြို့မျိုးရှိနိုင်ပါမည်လားဟု မိမိမျက်လုံးများကိုပင်မယုံကြည်နိုင်တဲ့ကဲ့သို့ဖြစ်နေလေ၏။ရရဒေတာအမျိုးမျိုးနှက်ဆက်အောင်ရောက်လာမှုကဲ့သို့ကုတောက်ထွန်း၏စိတ်၌မိမိတွေ့မြင်မှုကဲ့သို့များသောမိန်းကလေးများအနက်အချောဆုံးအလားဆုံးသည်ဤမိန်းကလေးနှင့်တူလျင်သာ တူရမည်။တာလွန်ဖို့ကမရှိနိုင်ဟု၍ဆုံးဖြတ်လိုက်လေ၏။ကုတောက်ထွန်းမှာအလွန်တရာအံ့ဩလာသောကြောင့်စကားပြောရန်များတတိမရပဲငေးမော့ကကြည်နေလျာမိမ့်မက်ပြူကစတင်၍စကားပြောသည့်တွင် ထိတ်လန့်ပြီးတဲ့ကဲ့သို့ဖြတ်ကနေဖြစ်သွားလိမ့်ဤမိမပြူနားထောင်၍ကောင်းယုံမြဝင်းသောအတန်ဖြင့်ကျမကခြေတန်းကြတော့အဖေမှတ်လို့ဟုတ်လည်းမဟုတ်ဘူးအဖေကိုတွေ့ရင်လိုပါလားရှင်အဖေမျိုးတဲ့ခဏသွားပါသေးတယ်ပြန်လာဖို့တော့အချိန်ကြီးပါပြီကိုတော်ထွန်းမှာမျိုးလုံးရဲသော လူတစ်ယောက်ဖြစ်တဲ့လျောက်မိမပြူအားစာရွေးကြည့်နေသေးရာမိမပြူမှာရွှန်းချက်ဟန်အမူအရာနဲ့မျက်လာချထားလိုက်ရလေဤတွေ့ဖို့ကိစ္စကအရင်မလိုပါဘူးဗျာ ဖြစ်ဖြစ်တွေ့နိုင်ပါတယ်။ဒါတက်မိတ်ဆွေတယောက်ဒီအိမ်မှာထမင်းသားကပေးစားဖို့လမ်းညွန်လိုက်လို့ပါပဲ။ဟိုတုန်းကတော့ကျုပ်စိတ်နဲ့ကိုက်မှကိုက်ပါမလားလို့တွေးတော့လာမိတာ။အခုတော့ဖြင့်နေမဲလူကသဘောကျပြီးလက်ခံမဲလူကသာဘလို့လဲလို့မပြောတတ်သေးဘူး။မိမပြူလေးကပြုံးရလျက်ဆုံးဖြတ်ချက်ချဖို့ကလည်းမြန်လာကြီးကလားရှင်။မျက်စိနှလုံးနဲ့လူမှန်ရင်ကျုပ်ဆုံးဖြတ်ချက်ချတယ်လို့ဆုံးဖြတ်မှကြီးထင်ပါရဲ့ဗျာ။သူစကားသည် မိမ့်မပြိုဤချောလာသောရုပ်လက္ခဏာကိုချီချူးသောအတိတ်ပဲရှိကြောင်းထင်ရှားတော်လဲမိမ့်မပြိုမှာယောက်ျားတို့ဤချီချူးခြင်းကိုကြားရပံများသည့်လက္ခဏာနှင့် အလွန်အမင်းယွန်ရှာမှရှိပဲခပ်ပြုံးပြုံးမြန်တဲ့ထားနှင့်မျက်နာမလွယ်တော်လဲရှိနေသည်ဤဒီလိုဆိုရင်အဖေနဲ့တွေ့ဟုံးမှဖြစ်မှာပေါ့တက်ပါရှင်တက်ပါ ကျမက ဥပေါ်တည့်ရဲ့သမီးမပြုံးကြည့်ပါတဲ့အမေဆုံးပြည်တဲ့နောက်ကျမပဲအိမ်အောင်ကိုဦးစီးနေရပါတယ်အဖေမလာခင်ဝရန်တာမှာထိုင်ပြီးစောင့်သေးတာပေါ့ ထိုင်ပါထိုင်ပါဟောဒီမှာဒုတိယသတင်းစာဖတ်ပါအောင်ဟောပြောရင်ဆိုရင်အဖေရောက်လာပြီကန်ကန်အဖေနဲ့စကားပြောကြပြီဦးတော့ထိုကနနိုင်အသက်50ခန့်ရှိ၍ခကုတ်ကုတ်လူကြီးတယောက်သည်အိမ်မောသို့တက်လာလျာကိုတော်ထွန်းသည်နှုတ်ရှာသွက်လက်သူတယောက်ဖြစ်သည့်အတိုင်းမိမိ၏ကိစ္စကိုအကျဉ်းယုံ၍ပြောပြလေ၏ကိုတော်ထွန်းမှာကြီးငွေနှင့်ပတ်သက်၍လက်ခံရရှိသည့်ပြင်ထိုအိမ်တွင်နေထိုင်ဖို့အကြောင်းကိုစိတ်ထဲတွင်ဆုံးဖြတ်ထားရန်တူရကား ဥပိုသက်ကတောင်းသမျှလာကာကိုပေးရန်၎င်းအိမ်စည်းကမ်းဥစဉ်များကိုလိုက်နာရန်၎င်းအစဉ်သင့်ဖြစ်နေသည့်ဖြစ်၍မကြမီအတွင်စေတဲကြလေ၏ကိုတောက်ထွန်းသည်အိတ်ခန်းတခန်းနှင့်ထမင်းပူအတွက်တလ40ပီရန်သဘောတူသည့်အပြင်တလအတွက်ငွေကိုလည်းချက်ချင်းပင်ထုတ်ပေးလိုက်လေ၏တို့ဖြစ်၍မိမိကိုယ်ကိုရာဇဝတ်မှုအတွက်နှင့်ဝရမ်းပြေးဟု၍ဖွင့်ရဝန်ခံသူကိုတောက်ထွန်းသည်ဥပိုသက်တို့နေရင်တွင်လာကပေးဧည့်သည်အဖြစ်နှင့် စတင်တဲ့ကိုနေထိုင်လေတော်သည်